င်္ဂလာပါရှင်ခொနရသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085ဘီရီရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iam မကတော့ Solar Nuin ဖြစ်ပါတယ်ဆ iam အနေနဲ့ကတော့2025ခုနှစ် April လအတွက်အင်္ဂါသားသမီးတွေရဲ့တလားစာဒူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะဒီလမှာဆိုရင်အင်္ဂါသားသမီးရဲ့နော်အလောက်ကိုင်းကိစ္စစီးပွားရေးငွေရေးကျေးရေးလူမှုရေးနော်ကျန်းမာရေးအိမ်တွင်းအိမ်နောင်ရေးအခြေခံအရာလေးတွေပညာရေးအစားဆောင်ရွက်ရှောင်းနဲ့ပြုလုပ်ရမယ့်ရေဒီယာလေးတွေကိုတစ်ခုချင်း ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွက်အင်္ဂါသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုနော်စတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီလအတွက်လုပ်ငန်းစီးပွားရေးပိုင်းလေးတွေမှာဆိုရင်ပြိုင်ဆိုင်မှုတွေကြားထဲကနေပြီးတော့တိုးတက်လာမဲ့ကာလဖြစ်တယ်လုပ်ငန်းပိုင်းတွေမှာတော့အနှဲငယ်လူရောစိတ်ကောပြင်းမဲ့နေတတ်ပါတယ်မိမိကစီမံခန့်ခွဲတာမျိုးဦးစီးဦးဆောင် လုပ်တဲ့လုပ်ငန်းတွေကတော့အဆင်ပြေစေတတ်တယ်ပေါ့နော်ရင်းနှီးမြှုပ်နှံတဲ့အလုပ်တွေပစ္စည်းတူလောင်တာမျိုးဈေးကစားခြင်းပြုလုပ်တာလေးတွေသတိထားပြီးတော့ပြုလုပ်တဲ့ကာလဖြစ်တယ် နောက်ထပ်မမီးတို့အနေနဲ့ပေါ့နော်ဒါဒစထိုးပြုလို့လောက်ကင်မှုကြောင့်လောဘကြီးမှုကြောင့်ပျက်စီးတာမျိုးလေးတွေကြုံတွေ့ရတတဲ့ဒီຢာလေးတွေလည်းတည်ထားမဲ့ကာလဖြစ်ပါတယ်မမီးလုပ်ငန်းပိုင်းတွေပြင်လုပ်ငန်းတစ်တွေလောက်ကင်ရတာမျိုးလေးတွေရှိမဲ့ဆက်တူရှယ်ယာလုပ်ငန်းပိုင်းတွေတွေလည်းလောက်ကင်ရတတ်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းခွင်မှာတော့အနှဲငယ်ထူးခြားထူးထူးခြားခြားတိုးတက်လာတာမျိုးလေးတွေရှိမဲ့လုပ်ငန်းအခွင့်အလမ်းတွေလည်းပေါ်လာတာမျိုးလေးတွေတော့ရှိမဲ့ပေါ့နော်အဲ့တော့ဝင်နှန်းဆိုရင်တော့အလုံးမှာတိုးတက်လာတာမျိုးလေးတော့ရှိမယ်နာမည်ကုန်တင်တွေကြော်စောလာတာမျိုးတွေရှိမယ်ပေါ့ ့နော်လုပ်ငန်းအဆင့်တိုးတက်ပြီးတော့နော်ဒါဖီအားပေးခံတာမျိုးတွေကြီးခဲ့တဲ့လူချိန်ပိုင်းမြေဖီအားပေးခံတာမျိုးတွေရတော့ကြုံတွေ့ရတတ်တယ်ပေါ့နော်ဒီကာလတွေမှာ အရောင်းဝိုင်းလုပ်ငန်းလုပ်နေတဲ့သူတွေကတော့ရောင်းဝါးကောင်းနေမယ်အမြန်ဆွန်းနေရရှိမယ်လုပ်ငန်းပိုင်းနေလဲတိုးချဲ့ရတာမျိုးတွေတော့ရှိမယ်ရာသီပေါ်တိုင်းလုပ်ငန်းလေးတွေပြုလုပ်ခြင်းဖြင့်အောင်မြင်မှုရရှိမယ်ကာလဖြစ်တယ်အဲ့တော့ကြာတာပြင်းနဲ့လုပ်ငန်းတွေစနေနဲ့အင်္ဂါနဲ့လုပ်ငန်းတွေအကျိုးပြုတဲ့လဖြစ်ပါတယ်ဒီလအတွက်ဒီလုပ်ငန်းလုပ်ကင်နေတဲ့သူတွေကစီးပွားအဆင့်လုပ်ငန်းအဆင့်တိုးတက်မယ်ဒီနံပစ္စည်းတွေလည်းမမိအိမ်ကိုအဝင်ရှိတယ်ပေါ့နော်အဲ့တော့ဒီကြာတာပြင်းနဲ့တို့စနေနဲ့တို့အင်္ဂါနဲ့ပစ္စည်းတွေမမိအိမ်ကိုအဝင်ရှိတယ်အဲ့တော့လုပ်ငန်းစီးပွားစတင်တဲ့နေရာမှာက သာသာရင်းနဲ့နေဖြစ်တဲ့ ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းပြည်ပေါ်ကလုပ်ငန်းပန်းရောင်းတာမုံရောင်းတာပေါ့เนาะပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းအတက်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်။နောက်ထပ်စနေနေ့နေ့ဖြစ်တဲ့အထယ်လုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းဤပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေပေါ့เนาะအဲ့ဒါတွေအချို့ပြုတယ်။အဲနောက်ထပ်ပြီးတော့အင်ကာနန်နေ့ဖြစ်တဲ့စားတောက်ကုံစတိုးဆိုင်စန်စီစေစာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့เนาะဆက်တူရှယ်ယာလုပ်ငန်းတွေအချို့ပြုပါတယ်။ဒီလုပ်ငန်းလေးတွေနဲ့စီးပွားရေးလုပ်မယ်ဆိုရင်တော့ကောင်းတဲ့လာလေးတလဖြစ်ပါတယ်เนาะ အဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေမှာတော့ဒါစိတ်ကိုအေးအေးထားပြီးတော့ပြုလုပ်ပြောဆိုမယ်ကောင်းမှုတစ်ခုနေ့စဉ်ပြုပြီးတော့လုပ်ငန်းစီးပွားပိုင်းတွေကိုပြုလုပ်မယ်ဆိုရင်အရာရာအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်နောက်ထပ်လူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာအကြီးငါအကြီးအမားပြဿနာတော့မရှိဘူးလူမှုရေးကဏ္ဍတွေကပေါ့နော်အားကောင်းတဲ့လားလေးတလားဖြစ်တဲ့လူအထင်ချင်းချင်းခံရတာမျိုးနာမည်ကုန်သတင်းကြော်စောတာမျိုးတွေတော့ရှိမယ်ပေါ့နော်လုပ်ငန်းပိုင်းတွေမှာတော့အချင်းချင်းစိတ်ရောရာကွဲလွဲမှုတွေတော့ရှိရတဲ့အနေနဲ့စိတ်ညစ်စရာလေးတော့ကြုံရမယ်ပေါ့နော်အဲ့တော့ သူတစ်ပါးကိစ္စတော့သူတို့ဘာပြဿနာတို့ကိုကဝင်ရောက်ဖြေရှင်းပေးတာမျိုးလေးလဲကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့သူများကိစ္စတွေဝင်ရောက်ဖြေရှင်းရမှာတတိထားပြီးတော့ပြုလုပ်ပြောဆိုပေးပါနော်စေတနာအမားဖြစ်တဲ့ပါတယ်တဲ့နော်အဲ့တော့လူမှုရေးကဏ္ဍလေးရတော့နော်ကောင်းမွန်တဲ့အနေထားလေးတွေရှိတယ်ကြီးကြီးမားမားပြဿနာတော့မတက်နိုင်ဘူးနော်မရှိဘူးပေါ့ နောက်ထပ်ငွေကြေးခံနာလေးတွေပေါ့အဲ့တော့အင်္ဂါသားသမီးတွေရဲ့ငွေကြေးခံနာလေးတွေကြည့်လိုက်တဲ့အခါမှာရှင်းစွမ်းအနေထားနေပြီးတော့တိုးတက်လာစေမယ်ငွေဝင်လန်းလေးတွေပေါ်မယ်ငွေဝင်ကလေးတွေရှိမယ်ပေါ့နော်ဒါပေမဲ့လည်းမိမိကမိမိကိုယ်တိုင်အသုံးများနေမှုကြောင့်ငွေသုံးများနေမှုကြောင့်ငွေပြန်ထွက်တာမျိုးလေးတွေတော့ရှိမယ်နော်အဲ့လိုမျိုးနောက်ပြီးတော့သူ့ဘဘကိုအကူအညီထောက်ပံ့ပေးမှုကြောင့်ငွေလေးတွေပြန်ထွက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြဿနာပေါ်တာရန်ပေါ်တာလေးတွေကြုံတွေ့ရတတ်တယ်ရစရာရှိရခက်ခက်တတ်တဲ့အတွက်ငွေချင်းကားတာအမခန္ဓာဖြန်းနှင်းနေတဲ့ငွေရှာတာအထ ထူးရှောင်ပေးပါပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီးကငွေကြေးခန္ဓာလေးတွေကိုသတိထားသုံးဆွဲတဲ့ကာလဖြစ်တယ်ကျွေးဟောင်းလေးတွေကတော့နော်ဒီပြန်တောင်းပါကရရှိကျွေးဟောင်းမြင်ဟောင်းလေးတွေပြန်တောင်းရင်တော့ရရှိနိုင်တဲ့ကာလလေးနော်တစ်ခုဖြစ်တယ်အဲ့တော့မမီးကငွေကြေးခန္ဓာပိုင်းလေးတွေကိုခြေတာသုံးနိုင်သတိထားသုံးဆွဲနိုင်ငွေရောပေါက်တွေထိနိုင်မှာမြဲမဲ့အနေထားလေးတွေရှိတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့ငွေအထွက်လေးတွေလည်းရှိတဲ့အတွက်ငွေရောပေါက်တွေထိပြီးတော့နော်ငွေထွက်လန်းလေးတွေကိုသတိထားထိပြီးတော့နော်ဒါငွေကိုစုဆောင်းနိုင်မ မှသာငွေမြဲမယ်ငွေကြေးကဏ္ဍလေးတွေကတော့ဒီလအတွင်းမှာအဖက်ဖက်ကနေပြီးတော့ရှာနိုင်တော့ပို့ပြီးအားကောင်းတယ်ငွေဝင်လဲတစ်ခုတည်းဆိုရင်တော့နည်းနည်းလေးပေါ့နော်ငွေကြေးစုဆောင်းမိဖို့အားနေတတ်ပါတယ်ထို့ကြောင့်ငွေကြေးကဏ္ဍတွေကိုအဓိကထားပြီးတော့နော်ဒါစုဆောင်းတာမျိုးနော်ငွေရှာနိုင်တာမျိုးတွေဆိုရင်ပို့ပြီးအားကောင်းတယ်တမအစည်းဝါးကြနဲ့အဲကြာကြာနဲ့ငွေရှာရင်တော့ပို့ပြီးမြဲနိုင်ပြီးတော့နော်ဖြန်းနှင်းလေးနဲ့ငွေရှာရင်တော့ငွေမမြဲနိုင်ဘူးပေါ့နော်ဒီလမှာ နောက်ထပ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အဲ့ဒါမိမိရဲ့မိသားစုရေးပိုင်းလေးတွေအိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေမှာစိတ်လိုမချမှုလေးတွေတော့ရှိနေတတ်တယ်ပေါ့နော်အဲ့တော့မိမိရဲ့မိသားစုအတိုင်းအဝိုင်းတွေလည်းအကူအညီထောက်ပံ့ပေးနေရမျိုးလေးတွေရှိမယ်မိမိအိမ်မှာကောင်းမှုကုသိုလ်လေးတွေပြုအပ်ကန်ရှိရဲပေါ့နော်အဲ့တော့အိမ်တော်ရေးမှာစိတ်ပူပန်စရာလေးတွေပေါ့စိတ်လိုမချမှုလေးတွေတော့ရှိမယ်အနောက်ရှက်လေးတွေပေါ်လာနိုင်တယ်ပေါ့တတိထားနော်မိမိအိမ်တော်ဘက်ကြောင့်စိတ်ပင်မဲ့နာမျိုးလေးတွေရှိမယ်နော်အိမ်တော်ရေးဆရာရှုပ်တာမျိုးပျော်ပါတောက်စားလုပ်ပါကမမြုံနေထားတဲ့ပြဿနာလေးတက်နိုင်တယ်နားနဲ့မှုနဲ့သစ္စာရှိလေတွဲနိုင်မှာအေးချမ်းနိုင်တယ်နော်ဒီလာထဲမှာ နောက်ထပ်ငရေသူတွေအတွက်မေတ္တာဤခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာပေါ့နော်အနှဲငယ်ပေါ့အာဆိုးကောင်းထွန်းတွဲနေတယ်ပေါ့နော်အဲ့တော့မေတ္တာဤခန္ဓာလေးမှာမိမိထင်သလိုမဖြစ်ဘဲနဲ့အတ္တိအဆက်ဖြစ်နေတာမျိုးနောက်အဆက်တဲ့ဆက်ဆံရေးတွေပေါ့နော်အဲ့လိုမျိုးတွေကြုံတွေ့နေရတတ်တယ်နောက်စိတ်ကူးနဲ့လက်တွေ့ကွာဟနေတာမျိုးတွေလည်းရှိနေတတ်တယ်ပေါ့နော်အခြေအိုစိတ်မနစ်ဖန်နေမှရရမယ်စိတ်နစ်ချင်ကိုပဲပြင်မဲမယ်နောက်အခြေအိုစားလဲဒီစိတ်သွားလဲဒီစိတ်နဲ့ဒီလိုမျိုးဖြတ်တန်းနေမယ်ဆိုရင်ပြင်မဲပါတယ်ထို့ကြောင့်အခြေခံနာကိုပုတ်ပုတ်ပွားထားပြီးတော့ဖြတ်တန်းနိုင်မှသာအဆင်ပြေမယ်စိတ်နစ်ထားတဲ့သူတွေအတွက်ကတော့ပိုပြင်မဲနေမယ် ရေသူတွေအတွက်အခြေခံနာလေးတွေမှာအနေငယ်အချိန်တခုယူပြီးတော့လေးလာလေးလာပြီးမှဆုံးဖြတ်ဖို့เนาะတင်းတဲ့ကာလဖြစ်တယ်အဲ့တော့ကိုကလူရွေးမှားပြီးတော့ဒုက္ခရောက်တာမျိုးလေးတွေလူလိမ်လူညာတွေနဲ့တိုးတက်တဲ့အတွက်အခြေခံနာလေးတွေသတိထားရမယ့်ကာလလေးရောက်ပါတယ်เนาะ နောက်ထပ်ဒါကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်ကျမ်းမာရေးအနေနဲ့ကတော့ဖြစ်တတ်တဲ့ယောဂလေးရဒီလာထဲမှာ one point နဲ့ပတ်သက်တာ၄နဲ့ပတ်သက်တဲ့ယောဂခေါင်းမကြည့်တာလေးတွေသွေးသားမမှန်တာလေးတွေသွေးပောင်အတွက်ကြာလေးတွေဖြစ်ပြီးတော့မူးမောတာလေးတွေပေါ့နော်အဲ့လိုမျိုးအောင်ကြောအားနေတာလေးတွေဖြစ်တတ်ပါတယ်အသက်ကြီးပိုင်းနေဆိုရင်တော့ဒီ ဖြစ်တတ်တဲ့ယောဂါလေးမှာတော့သွေးပေါင်တက်ကြလေးတွေဖြစ်မယ်เนาะနောက်ပြီးတော့နှလုံးလေးပက်နာဖြစ်တာမျိုးလေးတွေပေါ့เนาะဒါဒီလေနဲ့ပတ်သက်တာနှလုံးအားနေတာမျိုးလေးတွေဖြစ်မယ်နော်နောက်ပြီးတော့ခြေလက်ထိခိုက်ဒဏ်ရာရတတာမျိုးလေးတွေရှိရပေါ့နော်အဲ့တော့ဒီလာထဲမှာအဲ့တော့အသေးစားရဲ့စီးတံလေးတွေလည်းပေါ်လာနိုင်တယ်ဆိုရတဲ့ဆိုင်ကယ်ကားစီးရဲ့နေရာလေးမှာတည်ထားပေါ့အဲ့တော့ကျန်းမာရေးပိုင်းလေးမှာနည်းနည်းတော့ခြူချတတ်တယ်နော်အကုန်လုံးဖြစ်မယ်လို့မဆိုလိုပေမဲ့တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်ပါတယ်ထို့ကြောင့်ကျန်းမာရေးခန္ဓာလေးတွေနည်းနည်းလေးပို့ပြီးတော့ဂယုစိုက်ပေးဖို့လိုအပ်လိမ့်မယ်နော်ဒီလာမှာနောက်ထပ်ပညာရေးခန္ဓာ လေးပေါ့နော်ပညာရေးကဏ္ဍလေးကတော့အောင်မြင်မှုရရှိမဲ့ဘ ഹു သုဒ္ဓတွေရရှိမဲ့ကိုမသိသေးတဲ့ပညာရက်တွေကိုမတက်သေးတဲ့ဘ ഹു သုဒ္ဓတွေရရှိမဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့ဆရာကောင်းနဲ့တွေ့ဆွေပြီးတော့ပညာရေးကဏ္ဍလေးတွေတိုးတက်လာပါလိမ့်မယ်နော်အဲ့တော့ပညာရေးပိုင်းထဲမှာတော့သင်တတ်ဖို့ရှိတာမျိုးစမိုးဝဲဖြစ်ဖို့ရှိတာမျိုးဆိုအောင်မြင်နိုင်တဲ့ကာလရောက်ရှိပါတယ်နော်နောက်တစ်ခါခီးကိစ္စလေးတွေပေါ့နော်ပြည်တွင်းပြည်ပခီးကံလေးတွေကိုကြည့်လိုက်တဲ့အခါမှာပြည်တွင်းပြည်ပနော်ခီးကံလေးတွေကတော့ ဒီအနှံ့ငယ်လေးပေါ့ဆောင်းဆိုင်နေရတာမျိုးတွေရှိမှအခက်ခဲထင်းငေါ်လေးတွေကြုံတွေ့ရမယ်နော်ပြည်တွင်းခီးစင်ရောပြည်ပခီးစင်ရောအနှံ့ငယ်ပေါ့ခက်ခဲကြံ့ညာမှုလေးတွေကြုံတွေ့ရပါလိမ့်မယ်နော်အဲ့တော့ခီးစင်လေးကအနှံ့ငယ်အားနည်းနေတဲ့ကာလာလေးရောက်ရှိတယ် တော့ဒီလအတွက်ချိုးပေးကလာလေးရတော့နီညိုပွင့်နီညိုရောင်လေးတွေရွှေအိုရောင်အဝါရောင်လေးတွေရတော့လက်ကီးကလာလေးတွေဖြစ်ပါတယ်။အရေးကြီးသောကိစ္စတွေအရေးကြီးသောခရီးစဉ်တွေအရေးကြီးသောလုပ်ငန်းတွေမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်။အဲ့တော့ဒီတရာတို့နဲ့လက်ကီးကနန်းလေးတွေရတော့ကိုးကနန်းတစ်ကနန်းလေးကနန်းလေးရတော့လက်ကီးကနန်းလေးတွေဖြစ်ပါတယ်။ထိထိုးမယ်ဆိုရင်တော့ထိုးကနန်းလေးတွေနဲ့တော့ရွေးပြီးထိထိုးပေးလို့ရပါတယ်နော်။အဲ့တော့ဒီတရာလုံးအတွက်နောက်ထပ်ဆောင်ရရှောင်းလေးတွေပြောပေးပါမယ်အဲ့တော့ဆောင်ရရှောင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာမိမိเนาะဒါပြုလို့မဲ့ရေရာလေးတွေကိုအရင်ဆုံးပြောပေးပါမယ် ။ရတရားလေးကတော့မမိအိမ်ဖီးယားမှာရိုးလေးတစ်ပွဲရင်းနှီးချမ်းလေးတစ်ခွက်နော်ရွှေပန်းလေးတွေအများနဲ့ကတ်လူပြီးတော့နော်ဒါလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်နော်။နောက်ပြီးတော့မမိတို့အနေနဲ့ဒီလအတွင်းမှာကံမြင့်စေတဲ့ ခုံတော်လေးတွေဂါရာလေးတွေပေါ့နော်လက်ပွင့်စီမဲ့ခုံတော်ဂါရာလေးတွေကိုနေ့စဉ်ရွတ်ပွားပေးပါအမဲသားစားခြင်းသူ့သက်သက်ခြင်းလောင်ကစားပြုလုပ်ခြင်းအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဆောင်ရယ်ရှောင်းနဲ့ပြုလုပ်မဲ့ရေတရာလေးတွေကိုတည်တည်ချာချာပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါဒီနေ့မှစအင်္ဂါသားသမီးတွေအဆဆအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီယဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆံမဆောလာ ောင်းတွင်ကနေစူတောင်းမြစ်တာပို့တာလိုက်ပါတယ်ရှင်